အားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Play တက်တဲ့အောင်လည်းမင်္ဂလာပါ။ Manchester United ရဲ့တိုက်စင်မှု Marcus Rashford ကဒါ Aston Villa အသင်းကိုအငှားသွားကစားပြီးတဲ့အချိန်မှာအခု club အသင်းကို ပြန်ရောက်လာပြီဖြစ်တယ်။ဒီ low spare ကသူ့အတွက်တော်တော်လေးကောင်းတဲ့ခြေစွမ်းပြမှုပြသတယ်။ England လူမျိုးစင်အသင်းမှာပြန်လဲရွေးချယ်ခံရတဲ့အထိဖြစ်ပေမဲ့ ဒါယာတိပိတ်ခန်ဒီမှာဒံယာပြဿနာရရှိတယ်အဲ့တကောက်ချိုးဒံယာကြောင့်ပဲလက်ကျန်ပွဲအများစုကိုလွဲချော်တယ်နောက်ဆုံးမှာအက်ဆိုဗီလာကိုတိုင်သူ့ကို အပိသက်ဝင်တိုင်းမဲ့ခွင့်ရရှိပေမဲ့ဥရောပချန်ပီယံလိဝင်ခွင့်မရတဲ့အတွက် market rush ကိုပြန်ပို့လိုက်တယ်အခု rush နဲ့ဒါပြဿနာကဘာဖြစ်နေလဲဆိုတော့ market rush က မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လာရမယ့်အခြေအနေမျိုးရှိပြီအခုကရက်ရှ်ဖို့ကတရားဝင်ယူနိုက်တက်ကိုပြန်ရောက်ပြီဒါပေမဲ့မန်ချက်စတာယူနိုက်တက်ကအက်စတိုဗီလာကိုရောင်းလို့မရဘူးတစ်ဖက်မှာလည်းဘတ်စလိုနာအသင်းကမာကက်စ်ဝက်ရှ်အတွက်ပြောင်းရွှေ့ချေးတန်40ပေးဖို့ဆန္ဒမရှိဘူးဆိုတဲ့အချက်ကြောင့်ဘတ်စလိုနာကလည်းသူပြောင်းကျင်သည့်တိုင်အောင်ပြောင်းဖို့ခက်တယ်ရက်ရှ်ဖို့ကလောက်ခလာဆန်ညင်းတဲ့သူဖြစ်တယ်ဒီအတွက်ကြောင့်သူ့ကိုအပြောင်းရွှေ့မှာရောင်းချဖို့ခက်တယ် မာကတ်စ်ဝက်ရှုကိုယ်တိုင်ကဘာဆိုနာဆိုရင်တော့ပြဿနာမရှိဘူးလာစာရှုပ်ယူမှာဖြစ်ပေမဲ့အခြားကလပ်တင်းတွေအတွက်လာစာရှုပ်ယူဖို့ဆန္ဒမရှိဘူးဆိုတဲ့အချက်ကြောင့်တခြားတင်းတွေသူ့ကိုဖော်ဖို့ပဲထက်တယ်ဆိုတော့အခု market switch ကဒါပေါင်တန်း40 available ဖြစ်တဲ့နှွေရာသီမှာဘယ်အသင်းကမဆိုသူကိုတန်း40နဲ့ခေါ်နိုင်တယ်ဆိုတော့ ဒါအခုလောလောဆယ်အနေထားရပေါ့လေဇာအာစနယ်ကတောင်မန်ကစားမတွေလိုက်တယ်တိုက်စစ်ကစားမတွေလိုက်တယ်ချယ်ဆီကတောင်မန်နဲ့တိုက်စစ်ကစားမတွေလိုက်တယ်လီဗာပူးကတော့ထားပါတော့မန်ယူနိုက်တက်ရဲ့မဟာပြိုင်ပွဲဖြစ်လို့တစ်ဖက်မှာထော့တနဟော့စ်ပါရှိမယ်ကျွန်တော်ပါစနယ်ရဆိုရင်ဘာဆိုနာမတော်ရရင်တောင်မှဒါကျွန်တော်ထင်တော့မာကက်စ်ဝက်ရှို့အနေနဲ့ဒါပရီးမီးယားလိတဲကချယ်ဆီလိုအသင်းမျိုးဒါတကယ်လို့ချယ်ဆီခေါ်မယ်ဆိုရင်တော့ပေါ့လေဒါမှမဟုတ်ရှင်နောက်တစ်သင်းကတော့ဒါထော့တနဟော့စ်ပါစပယ်စ်ကသူ့အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်နိုင်တယ် ဒါကြောင့်လဲဆိုတော့ Yumi Son အတွက်နေရာရောအထောင်တိုက်စစ်မှုနေရာအတွက်ပါကစားလို့ရတယ်။ဒီနေရာမှာ Man United ကတေချာပေါက်ရောင်းနေချိန်မှာကျွန်တော်တို့ဆိုရင်ဒါတကယ်လို့ကျွန်တော်တို့ဆိုရင်တန်လေးစင်က Arsenal ကိုပြတ်တာမရှိရင်သူ့ကိုခေါ်လိုက်တယ်။တိုက်စစ်မှုကတတ်တတ်ခေါ်မှာဗျာတိုက်စစ်က main ပဲ။ဒါပေမဲ့ Marcus Rashford က different type of player ဆိုတော့အဲ့ဘက်ချမ်းမှာတန်းလေးစီပဲတခုပဲလာစားများတဲ့ပြဿနာဖြစ်တယ်။ Now Spurs ကအကောင်းတဲ့ option Chelsea လည်းအမှန်တိုင်းပြောရင်အရင်မဆိုးတော့ဘူး Manchester City တို့ Liverpool တို့ကတော့သူ့ကိုခေါ်မှာမဟုတ်ဘူးဒီနေရာမှာ Aston Villa ဟာအလဲလက်အသင်းထဲမှာအကောင်းဆုံးဖြစ်တော့ maybe Newcastle United အသင်းလဲဒါဘလို့မြောက် option ကောင်းတစ်ခုဆိုတော့အခု Man United က club ကိုရောက်လာတဲ့ Rashford ကိုဒါရောင်းချမှာဖြစ်တဲ့အတွက်ကြောင့်သူတို့ရဲ့တိုက်စစ်မှုတွေ Matthias Cunha ကို Rashford ဝစ်စင်နဲ့ကျွန်းနံပါတ်10ကိုပေးမယ်ဆိုတော့ Daily Mail မှာဖော်ပြချက်အရ Manchester United အသင်းကကျွန်းနံပါတ်10ကို Matthias Cunha ကိုပေးမှာဖြစ်တဲ့အတွက် market ratio ရဲ့နံပါတ်10ကိုဖြတ်သိမ်းပြီးတော့ဒါ ratio ရဲ့နေရာမှာကုညာနဲ့အစားထိုးပြီး10ဟာကုညာအတွက်ဖြစ်မယ်ကုညာကိုတရားဝင်ကြေညာတဲ့နေ့မှာကျွန်းနံပါတ်10ပေးဖို့ club ဘက်ကဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ဆိုတဲ့ဒီနေရာမှာ man united ကပြောင်းရွှေ့ဈေးကွက်မှာလူရောင်းရဖို့ရှိတဲ့အကြောင်းသူတို့တောင်းပန်ကစားမှတယောက်အသေးတန်လိုက်နေတဲ့ချိန်မှာ Brian Ambumo ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာတောက်လျှောက်စကားပြောတယ်။ဒါ Brian Ambumo ကအမှန်တမ်းပြောရင်တော့ DRT quality player Premier League twin goal 20အတွင်းနဲ့သူကသူနဲ့ Yuan Wissa ကတယောက်က19ကိုတယောက်က20အတွင်းထားတယ်။ဒီစားမကတကယ် quality စားမဖြစ်ပြီးတော့တိုက်စစ်3နေရာဘလုံးကစားနိုင်တယ်။သူရဲ့ main position ကသူက jewel attack မှာလည်းကောင်းတယ်။ right winger လည်းကောင်းတယ်။ left လည်းကောင်းတယ်။ကြိုက်တဲ့ position ထား Ambumo ဟာတန်း90နဲ့60ကြား လောက်ဒါပြောင်းရွှေ့ကြီးရှိတယ်သူကအသက်က25နှစ်ရှိပြီးစာချုပ်ကနောက်ဆုံးနေ့ရောက်နေတဲ့အတွက်ဒါ Brandford ကသူ့ကိုရောင်းထုတ်ရမယ်တက်တန်းမတိုးသေးဘူးလောလောဆယ်ဒီစာချုပ်မချုပ်တဲ့အတွက်ဆိုတော့ Man United က Rush Sancho ကိုတေချာပေါက်ရောင်းမယ် Rushford ကိုတေချာပေါက်ရောင်းမယ်နောက်တစ်ဖက်က Joshua Sexy တို့ Wayne Rooney တို့တိုက်စစ်စုဖွဲ့တွေအားလုံးကိုနေရာဒီမှာပြင်ဖို့ရှိပြီးတော့ Rashford ရဲ့ကျွန်းနံပါတ်10ကကုညာအတွက်ကုညာကတော့ရှင်းတယ် Man United Blue Chain တွေပဲဖြစ်ဖြစ် United ကိုသာပြောင်းရွှေ့ခြင်းနဲ့ United ကိုပဲပြောင်းဖို့ဆုံးဖြတ်ထားပြီးဖြစ်တဲ့အတွက် ဒီ United Champion League ဝင်ကိုမရလဲ Manchester United ကိုရွေးချယ်ခဲ့တယ်ဒီလိုစိတ်ဓာတ်ကတော့ဘာဖြစ်ဖြစ်ကစားမတယောက်တော့ကောင်းတယ်ဆိုတော့ကုညာဟာ United မှာ Rashford ရဲ့နံပါတ်10ကိုရမှာပါအားလုံးကျေးဇူးတင်ပါတယ်